ဘာဖြစ်လို့ဒီအနေစစ်တာလဲကိုယ့်တမီးအရင်ဟုတ်မဟုတ်ကိုစစ်တာလားတမီးနဲ့မင်းမကတမီးတော့မချောလို့တမီးအစစ်ဟုတ်ရဲ့လားဆိုပြီးတော့စစ်တာလားသူရဲ့ကျမရဲ့နံပါတ်တပြီးတော့ channel နေကိုမြေတောင်မြောက်ပေးခြင်းနဲ့အတူဒီ DNA test တွေကိုစစ်ပြီးဖြစ်တာပါ။ Norman ရဲ့ gifted ရဲ့ excellence ရဲ့ဆိုပြီးရရှိတယ်။သူရဲ့ DNA character adventurer တဲ့။ DNA မှာ မမတမီနီမောဘနမြတ်ကလေးဖြစ်နေရတာ။အလုံးယောဂတွေနဲ့ပတ်သက်တာတွေနော်။ဒီအကြီးပြားတွေအလားအပါတွေဘယ်လိုမျိုးပုံစံရှိလဲပေါ့နော်။ကျန်စာဖြစ်နိုင်ခြေရှိလားနဲ့ allergy ဖြစ်နိုင်တယ်ပေါ့နော်ဒီပေါင်း900ကျော်ကိုအင်မာတင်ကိုလွယ်တကူစစ်လို့ရပါတယ် ားပါရှင်အခုဆိုရင်တမီးလေးကရှစ်လပြည့်သွားပါပြီရှင်မိမိရဲ့တမီးလေးရှစ်လပြည့်မွေးနေ့လက်ဆောင်အဖြစ်တမီးလေးကိုဒီနေ့ဆွပေးမှာပဲဖြစ်ပါတယ်ဒီ DNA စစ်မယ်ဆိုတော့လူရမေးကြရပါတော့။ဘာဖြစ်လို့ DNA စစ်တာလဲ။ကိုယ့်ရဲ့သမီးလေးဟုတ်မဟုတ်ပေါ့နော်။ကိုယ့်ရဲ့သွေးသားကိုယ့်ရဲ့သမီးအရင် ဟုတ်မဟုတ်ကိုစစ်တာလား။ ဒါပေမဲ့သမီးကအရန်ချော်လို့မြောပြပြနဲ့မိမိကသမီးတော့မချော်လို့သမီးအစ်ဟုတ်ရဲ့လားဆိုပြီးစစ်တာလား အဲ့လိုထင်နေကြမှာပေါ့နော်တကယ်တော့မဟုတ်ပါဘူးနုမရစင်မဲ DNA ဆိုတာကကြတော့ဒီတမီးလေးရဲ့မွေးရပါဗီဇာထဲမှာပါလာတဲ့သူ့ရဲ့ talent လေးတွေသူ့ရဲ့စက်မှန်ရေးအခြေအနေလေးတွေပြီးတော့သူဘယ်အရာတွေနဲ့ allergic ဖြစ်နိုင်လဲဒီလာတဲ့အခါမှာသတိထားမယ့်အချက်တွေပေါ့နော်အဲ့ဒါတွေကိုသိရအောင် DNA စစ်တာပဲဖြစ်ပါတယ်မြတ်စမေတီယံကတော့ အမေရိကန်နိုင်ငံမှာ laboratory ရှိပြီးတော့ cancer စစ်ဆေးမဲ့ genius theory center ပဲဖြစ်ပါတယ်။တမီးလေးကို DNA စစ်ချင်းအားဖြစ်ပေါ့နော်။သူ့ရဲ့မွေးရပါဗီဇထဲမှာဘယ်အရာတွေကကျွမ်းကျင်နိုင်လဲ။ဘယ်အရာတွေကလိုအပ်ချက်ရှိနေနိုင်လဲဆိုတာကိုသိရမှာပါ။ဥပမာအားဖြင့်ကလေးက music ဘိုင်းမှာကျွမ်းကျင်နေသလား။ mathematics မှာကျွမ်းကျင်နေသလား။ creativity ဘိုင်းမှာကျွမ်းကျင်နေသလား sports ပေါ့နော်အဲ့အားကစားပုံမှာတူးတူးနေနိုင်လားဆိုတော့သိရမှာပါအဲ့လိုမျိုးသိချင်းအားဖြစ်ပေါ့နော်ကိုကသူ့ကို music ဘိုင်းမှာတည်စီချင်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းသူ့ရဲ့ DNA မှာ parami ပါမလာဘူးဆိုရင်ဘယ်တော့ပဲတိုက်တွန်းလိုက်တော့ဖြစ်မလာနိုင်ဘူးပေါ့နော်ဥမာသူ့ကိုသင်ချာ never တက်ပြီးညံကြီးရှင်ဖြစ်စေချင်တယ်ဒါပေမဲ့တကယ်တမ်း သူရဲ့ DNA ထဲမှာဒီ mathematics နဲ့ပတ်သက်ပြီးတော့အားနည်းနေရဆိုလို့ရှိရင်ကိုကဘလောက်ပဲသင်ချာတွေသင်တန်းတွေပြတ်တက်ပြတ်တက်ဘလောက်ပဲသင်မင်းသင်မေးပေါ့နော်သူကအရင်ထူးချွန်လာမှမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့သူရဲ့ DNA မှာပါတဲ့ talent တွေကိုမြေတောင်မြောက်ပေးခြင်းနဲ့အတွက်ဒီ DNA test တွေကိုစစ်ပြီးဖြစ်တာပါကျမရင်းနဲ့ပတ်သက်ရင်လည်းဒီမျိုးရိုးဗီဇာတွေမှာကင်ဆာဖြစ်နိုင်ခြေရှိတာဒါမှမဟုတ်တခြားဘာယောဂါတွေဖြစ်နိုင်ခြေရှိတယ်ပေါ့နော်သူကြီးလာတဲ့အခါမှာဝေးလျှော့လို့ရှိရင် အားကစားနဲ့ရှော်ရင်ရမလားဒါမှမဟုတ်အစားတော့ထင်းရင်ဝေးကြမလားအဲ့ဒါကြီးသိနိုင်တယ်သူ့ရဲ့ skin care နဲ့ပတ်သက်ပြီး skin conditioning နုံစံသားအထူးအပါ ဘယ်တော့အထိအရက်ရှိနိုင်လဲအဲဆရာကြီးကိုလည်းသိနိုင်တယ်ပေါ့နော်အတူနဲ့မြင့်မြတ်ကြိုက်တာကြာသူကဘိုင်ဟိုင်းနဲ့အလက်ဂျီဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါတွေကိုသိနိုင်ပါတယ်အနောက်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာဘယ်ဗီတာမင်စီမင်နရယ်စီလိုအပ်နိုင်တယ်ပေါ့နော်အဲ့ဒါတွေရဲ့နောက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကနေပြီးတော့ဒီဆေးဝါးတွေပေါ့နော် drug တွေကိုဘယ်လို response လုပ်လဲပေါ့နော်အဲ့ဒါတွေအစာသိနိုင်တဲ့အတွက်ဒီ DNA ကိုစစ်ပြီးဖြစ်တာပဲဖြစ်ပါရဲ့ရှင်ကင်းလိုက်တာကင်းလိုက်တာ DNA မှာတော့ မြောက်ကလေးဖြစ်နေမှာမသိဟမ်မမီးတည်းနေမှာမမီးတမီးနေမှာဘယ်နဲ့မြောက်ကလေးဖြစ်နေရလားမန်ခီလေးသာမန်ခီလေးဖြစ်နေမှာမန်ခီလေးသာဟန်ကဲနော်မန်ခီလေးသာမိချောင်းလေးသာမသိတိုက်ပါတခါတခါလေးမိချောင်းလေးနဲ့နှစ်ပန်းတက်နေရတော့အာဟိုဘလိန်နဲ့အဒီဘလိန်နဲ့အိုးဖြစ်ပြက်နေရကလေးတကကလေးလေးသာမြောက်ကလေးသာမတဲခွဲ့ ီရနေမှာဆိုလို့ရှိရင်ခုနပြောတဲ့ကလေးရဲ့မွေးရပါ talent တွေကိုသိရနိုင်တယ်။နောက်ကျမိုင်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်အဲ့ဒါတွေအကုန်လုံးလည်းသိနိုင်တယ်။အဲ့တော့စုစုပေါင်းအဖြေကဖြေပေါင်း900ကျော်ကိုသိနိုင်တယ်ပေါ့နော်။ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ကလေးတွေလည်းမကအောင်လူကြီးမှပါစစ်ကြရပေါ့နော်အထူးသဖြင့်ကတော့ကလေးတွေမှစစ်တာများတယ်ပင်ကိုပါလာတဲ့ပါရမီပေါ်မူတည်ပြီးတော့မှရန်ကိုထူးချွန်တဲ့ ထပ်မြက်တဲ့ခသေးဖြစ်လာအောင်ပေါ့နော် train လုပ်ချင်ကြတဲ့အတွက်ဒီ DNA ကိုစစ်ကြရလို့သိရတာပေါ့နော် လူကြီးရဲ့ကြတော့သူ့ရဲ့ကျမကြီးနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အတွက်ကိုစစ်ကြရပဲဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်ဒီ DNA test ကိုထိုင်းနိုင်ငံဘန်ကောက်မြို့ထိသွားပြီးတော့ဆေးရတယ်ပေါ့နော်။ဒါပေမဲ့အခုဆိုလို့ရှိရင် DNA ကိုရန်ကုန်မာတင်ဆစ်လို့ရပါပြီ။ရန်ကုန်မာတောင်မှခုတ်အိမ်မာတင်ကိုပေါ့နော်အလွယ်တကူဆစ်လို့ရပါတယ်။ GDS ကနေပြီးတော့ရန်ကုန်မှာရုံးခွဲဖွင့်တဲ့အတွက်အဲ့ရုံးခွဲမှာသွားပြီးတော့စစ်ဆေးလုပ်ရတယ်ဒါမှမဟုတ်ရင်လည်းကိုယ့်ကိုစစ်မယ်ဆိုလို့ရှိရင်ဒီလိုမျိုး test kit လေးပို့ပေးပါတယ် DNA စစ်တဲ့ခါမှာတော့ package နှစ်မျိုးရှိရပေါ့နော် standard ရယ် premium ရယ်ဆိုပြီးတော့ရှိပါတယ်ဒါလေးရကြတော့ premium package ပါ standard package မှာဆိုလို့ရှိရင်တော့တခါဆက်လို့ရှိရင်ဘတ်9900ကျမယ်ပေါ့နော်ဒီ premium ဆိုရင်တော့8900ကျမယ်ပေါ့နော်အဲ့မှာ तू ကအမျိုးအစားပုံမူတည်ပြီးတော့ကိုယ့်ရဲ့ resort တွေအဖြေတွေဘယ်နှမျိုးထွက်မလဲဆိုတာကွဲပြားပါတယ်ဒီမှာရေးသားချက်အရာပေါ့နော် standard ဆိုရင်အဖြေပေါင်း250ထွက်ပြီးတော့ premium ဆိုရင်အဖြေပေါင်းက900ဆိုထွက်မှာပါ ်ဒီအနေစရတာဘာမှမခက်ဘူးပေါ့နော်ဒီပစံကတရေကိုယူယုံမဲ့ဖြစ်တဲ့အတွက်ကော့ကိုအိမ်မှာလည်းအရွယ်တကူစစ်လို့ရတယ်ပေါ့နော်လူမြတ်ကိုယ်တိုင်ကဆရာဝန်တက်လည်းဖြစ်တဲ့အတွက်သမီးလေးရဲ့ DNA ကိုကိုယ်တိုင်ပဲယူပေးမှာပဲဖြစ်ပါတယ်ဒါလေးကတော့ premium test kit ပါဒီထဲမှာ DNA ကို collect တော့ရမယ် collection kit တွေပါတယ်ပေါ့နော်မဆူရင်သူက step 1 step 2 step 3ဆိုပြီးရှင်းပြထားတယ်ပေါ့နော်။ဒါလေးကတော့ဒီပစံတရေယူရမယ့် test kit ပါ။နမူနာပြထားတယ်ပေါ့နော်။သူ့ရဲ့ အစ်စင်နေ step by step လုပ်လို့ရပါတယ်။နောက်နေကြရင်လည်းတမီးလေးကိုမြင်းမြတ်ကိုယ်တိုင်ဒီနေ့ယူပေးမှဖြစ်ပါတယ်။ဒီ desk ဒီနေ့ဒီ out တပုံကပစောင်းတရေကိုယူမှဖြစ်ပါတယ်။အဲ့တော့ဒါလေးနဲ့ပစက်ဟာမိမိပစက်ဟာစကားနာပို့ရမယ်ပေါ့နော်။ရပြီရပြီတော်ပြီမင်းမကိုက်နဲ့ ဒီဘက်ခြံယူပြီးရခါမှာဟိုဘက်ခြံယူရမယ်ပေါ့နော်မိမိလက်ကလေးကလည်းလက်လေးပါနဲ့လုံးဝမထိရအောင်တော့ဒီခံပြီးအာဟင်းဟင်းဟာပြီးဟာပြီးဟာပြီးအာဟာဟာစာကြောက်ကြောက်မနော်ဘေးဘေးဘီဟင်းစကားကတော့ရှိတယ် ။အော်စားခြင်းများစားခြင်းများလား။ရပြီ။အဲပြီးလို့ရှိရင်တော့ဒါလေးကို plastic ID လေးပြန်ထည့်ပြီးလို့ရှိရင်တို့ရုံကိုတက်ပြန်ပို့လို့ရပါတယ်။ဒီ test kit တွေပေါ့နော်။ဒီ collection kit တွေကိုပြန်ထည့်ပြီးပြန်ပို့လို့ရပါပြီ။အခုဆိုရင်သမီးလေးရဲ့ DNA sample လေးကိုရန်ကုန်မြို့မှာရှိတဲ့ Genius ရုံးခွဲကိုသွားပြီးပို့လိုက်ပြီပဲဖြစ်ပါတယ်။ DNA အဖြေကကြတော့နောက်ထပ် လေးပတ်လောက်ပေါ့နော်တလားလောက်ဆောင်းအောင်မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်သူရန်ကုန်ကနေပြီးတော့ဘန်ကောက်ကိုပို့မယ်။ဘန်ကောက်ရန်ကုန်ကနေတစင်မှာအမေရိကန်နိုင်ငံမှာရှိတဲ့တခွဲကန်ကိုပို့ပြီးတော့စမ်းသက်စစ်ဆေးမှာဖြစ်တဲ့အတွက်ပေါ့နော်။အဖြေကိုအလောက်ကြကြဆောင်းအောင်မှာပဲဖြစ်ပါတယ်။အဲ့တော့အဖြေကဘယ်လိုလေးထွက်လာမလဲဆိုတာကိုရင်ခုန်ရင်းနဲ့ဆောင်းမြုံနေပါပြီ။ တမီးလေးကို genius dna နဲ့ dna စစ်တာအခုဆိုရင်တလားပြည်ပြီဆိုတော့အဖြေလေးပြရပြီပေါ့နော်အဖြေလေးကိုစက်ပြီးတော့ပြပြမှာဖြစ်ပါတယ် ီနေ့စပြောစစ်မယ်ဆိုတဲ့ကဖုန်းထဲမှာ Genius DNA application ကိုဒေါင်းလာရတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှထိုင်းနိုင်ငံရောက်ပြီးပြီး American နိုင်ငံကိုရောက်သွားပြီးအဲ့ဒီမှာဆက်စင်းနေပြီးပြီးအဖြေပြန်ရပြီးဆိုတာကိုအကုန်လုံး trace လိုက်လို့ရတယ်ပေါ့နော် DNA အဖြေရပြီဆိုတာကိုလည်း email ပို့လာတယ်ပေါ့နော် email ပို့လာတဲ့အခါမှာဒီ application နဲ့ဝင်ပြီးတော့ဆက်စင်းမှာပဲဖြစ်ပါတယ်ဒီဖုန်းထဲမှာ Genius DNA ဆိုတာရှိရပေါ့နော်ဒီမှာသမီးလေးရဲ့အဖြေက DNA report တင်မှာရှိရပေါ့နော် သူကဒီ premium ကိုစစ်ထားတာဆိုတော့အဖြေပေါင်း900ကျော်ရှိတယ်။အဲ900ကျော်ကို category 30လောက်ကိုခွဲထားတာပေါ့နော်။ဒီမှာ nutrition ရှိမယ်။အာဟာရဆိုင်ရာရေးရှိမယ်။နောက်ပြီး fitness နဲ့ weight loss ပေါ့နော်။ဒီကိုခန့်အားကြံ့ခိုင်မှုတွေ၊ weight ထားတဲ့အခါမှာလိုအပ်မဲ့အချက်တွေ importance မွေးရပါအရေးချင်းနော် hedrix နဲ့ disease တွေပေါ့နော်ကိုကြီးလာလို့ရှိရင်ဘယ်ယောဂရဖြစ်နိုင်ကြီးရှိလဲအဲ့ဒါကြီးသိရမယ်အမှဆိုရင်နှလုံးယောဂရနဲ့ပတ်သက်တာရင်းနောက်အုံနောက်နဲ့ပတ်သက်တာရင်းနော် covid-19 ရဲ့အဆောက်ပေါ့နော်အကုန်လုံးသိရမယ်ပေါ့နော်အဲ့ဒါပြင် lifestyle နဲ့ beauty အဲ့ဒါလည်းသိရမယ် ဲ့ဒါကြတော့သူကဒီအရေပြားတွေအလားပါတွေနောက်ကိုယ့်ရဲ့အိတ်ချင်ကကိုကများများအိတ်တက်တဲ့သူလားနည်းနည်းပဲအိတ်တက်တဲ့သူလားများများအိတ်မှအရေးဝါးတဲ့သူလား pollution sensitivity တို့ allergy ဘယ်ဟိုင်းတဲ့ allergy ရှိမလဲအဲ့ဒါလည်းသိရတာပေါ့နော်နောက် tricks တွေ personality စီဆိုတော့လေကိုယ့်ရဲ့ personality ကဘယ်လိုလူမျိုးလဲဘယ်လိုမျိုးပုံစံရှိတယ်ပေါ့နော်နောက်ကိုယ့်ရဲ့မွေးရပါအရက်အမောင်ကဘယ်လောက်ထိရှိတာနိုင်လဲအဝလွန်နိုင်ချေ ရှိမရှိပေါ့နော်အဲ့ဒါကြီးလည်းသိနိုင်တယ် DNA character ကြီးသိနိုင်တယ်ဒါဒီ precision medicine မှာကျတော့ drug response ပေါ့နော်အဲဆေးဝါးကိုကိုကဘယ်လို response လုပ်မလဲ cancer risk screening cancer ဖြစ်နိုင်ခြေရှိမရှိအဲ့ဒါကြီးအစသိနိုင်ပါတယ်နောက်ပြီးတော့ DNA fan facts တွေပေါ့เนาะ DNA နဲ့ပတ်သက်တာတွေ ABO blood group တွေနောက်ကိုကဘယ် မျိုးဆက်ကနေပြီးဆင်းသက်လာတယ်ပေါ့နော်ကိုကဒီအာရှမျိုးနွယ်သားဥရောပမျိုးနွယ်သားအဲအဲ့ဒါကြီးကအစားပေါ့နော်တည်နိုင်ပါတယ်နုမြအနေနဲ့ကသမီးလေးမှာအဓိကစိတ်ဝင်စားဆုံးကသူ့ရဲ့ talent စီပေါ့နော်သူ့ရဲ့ငွေရပါအရေးချင်းလေးတွေကဘာဖြစ်နိုင်မလဲဟာကိုတစ်ချက်သွားကြည့်မယ်ပေါ့နော် inborn talents မှာပါရရှိမယ်ပေါ့နော်ဒီမှာကသူကဒီလိုမျိုး ပြထားတယ် normal ရဲ့ gifted ရဲ့ excellence ရဲ့ဆိုပြီးရှိရပါတော့အဲ့ဒီမှာမှသူကကြတော့ဘယ်နေရာမှာ gifted ဖြစ်နေလဲဘယ်နေရာမှာပါရမီပါနေလဲဘယ်နေရာမှာထူးချွန်နေတယ်လဲဆိုတာသိရတယ်ပေါ့နော်အဲ့တော့ तू ကဘယ်နေရာမှာပါရမီပါနေလဲဆိုလို့ရှိရင် तू မှာ long term memory ပေါ့နော်မှတ်ဉာဏ်အရင်ကောင်းတယ် multi tasking skill ပေါ့နော်တစ်ချိန်တည်းမှာပဲအလုပ်တွေအများကြီးကိုပြီးအောင်လုပ်နိုင်တယ် stress တန်ကိုခံနိုင်တယ်ပေါ့နော် stress ဘယ်လောက်များများ तू ကအဲ့အလုပ်ကိုပြီးအောင်လုပ်နိုင်တယ် now ဘယ်ဟာ gift ဖြစ်သေးလဲဆိုတော့ endurance ပေါ့နော် endurance sports endurance sports ဆိုဘယ်လိုမျိုးလဲဆိုတော့တရားရှင်းပြထားရပေါ့နော်နောက်တစ်ခုကကျတော့ excellence ပေါ့နော်အရန်ကိုရည်ချင်းရှိပြီးတော့ထိုးထွင်းနိုင်တဲ့နေရာရပါရင်လဲဆိုလို့ရှိရင်သူ့မှာက mathematical ability သင်ချာသင်ချာတော်မယ် now working memory ဒီအလုပ်အကင်လုပ်တဲ့အခါမှာလဲ excellent ဖြစ်မယ် musical ability ဂီတပိုင်းဆိုင်ရာမှာလဲ excellent မော်နော် creativity ဖန်တီးနိုင်စွမ်းမှာလည်းအရေးချင်းရှိတယ်။ intelligence IQ IQ ကလည်းအရန်ကောင်းနေပါတော့။ excellence တွေမှာပါတယ်။အဲတော့ language အဲဘာသာစကား English ပဲသင်သင် Thai ပဲသင်သင် Chinese ပဲသင်သင်သူကဒီ language မှာ excellence ဖြစ်နေအတွက်သင်ရလွယ်ကူပြီးတော့မှတ်လွယ်မယ်ပေါ့နော်။ပုံမှန်အတိုင်းပဲရှိမယ် talent တွေကြာပါတယ်ဆိုလို့ရှိရင် readiness ပဲရင်စာဖတ်တာတွေစလုံးပေါင်းကြီးအဲ့ဒါရာသိပြီးတော့မကျွမ်းကျင်ဘူး power sports အားသုံးရတဲ့အားကစားရင်အဲ့ဒါရင်လည်းမရအောင်နောက်တစ်ခါကျတော့ text attention တခုခုမှအာယုံစုစိုက်ပြီးတော့လောက်ရမယ်အလုပ်ပေါ့နော်အဲ့လိုမျိုးမှသူကသိပြီးတော့မရအောင်ပေါ့နော်အဲ့လိုမျိုးအဖြေထွက်လာပါတယ်အဲ့တော့နုမြတ်နဲ့တူမယ်ထင်တယ် multitasking skill တို့ creativity ပိုင်းလေးဆိုလဲမစိုးပေါ့နော်ကိုနဲ့နည်းနည်းတူမယ်ပေါ့နော် music ဆိုလဲသူကိုကဝါသနာပါဆိုတော့ကိုနဲ့နည်းနည်း တူမှန်ထင်ပါတယ်။သူကလည်း attention နည်းနည်းလေးရော့တက်တဲ့သူဆိုတော့ကိုယ့်ဘက်ကိုနည်းနည်းလေးတိုက်ပြီးတော့အဲ့ဒါလေးဖြစ်တယ်လို့ထင်တယ်ပေါ့နော်။အဲကိုယ့်ကိုစစ်ကြည့်လို့ရှိရင်ဘယ်လိုအပြေးထွက်မလဲမသိဘူး။ဒါသူ့ကိုစစ်ကြည့်တဲ့အခါမှာထွက်တဲ့အပြေးပါ။နောက်ကိုစိတ်ဝင်စားတာနောက်တစ်ခုကကြတော့ဒီ tricks နဲ့ personality စေပေါ့နော်။သူ့ရဲ့ personality ကိုကိုယ်ကစိတ်ဝင်စားတယ်။အဲ့တော့ DNA character ကိုတော့ပြောဝင်ကြည့်တိုင်းမှာပေါ့နော်။သူရဲ့ DNA character adventurer တဲ့စွန့်စားရတာကိုကြိုက်တဲ့သူပါတဲ့အဲ့တော့သူကကြတော့ ဘယ်လိုလုပ်နိုင်လဲဆိုတော့သူ့ရဲ့သူ့ရဲ့ကိုယ်နဲ့နည်းနည်းတူနေပြီဒါလဲသူကဒီ pressure တွေ deadline တွေ threes တွေပေါ့နော်အနာကတော့မှအသေးအတန်လောက်ရတဲ့ဟာအဲ့ခါကျတော့မှကိုသူ့ရဲ့အကောင်ဆုံးလုံးနိုင်ဆုံးကြီးထွက်တယ်ပေါ့နော်ကိုဆိုလဲတကုတ်ကုတ်ဆိုမလောဘူးရောဆွဲနေအနာကတော့မှအသေးလေးအမြန်အမြန်လုပ်တယ်အဲ့ခါကျတော့ရှိရင်လုံလဲလုံနိုင်တယ်အကောင်ဆုံးနေလဲထွက်လာတယ်ပေါ့နော်သူကလည်းအဲ့လိုကိုယ်နဲ့နည်းနည်းတူနေတာပေါ့နော် adventurer ဖြစ်တဲ့အတွက်ကို multiple text တွေကိုအများကြီးလုပ်နိုင်တယ်။ paint threshold ကလည်းများတယ်ပေါ့နော်။တုံတုံနဲ့မနာတတ်ဘူးအနာခံနိုင်တယ်။အဲလိုမျိုးအဓိကကဒီ stress တန်ကို handle လုပ်နိုင်တယ်ပေါ့နော်။ DNA character အဲလိုမျိုးဖြစ်နေအောင်တွေ့ရပါတယ်။အဲတော့သူ့ရဲ့ physical traits တွေဆိုရင်ဘာဖြစ်မလဲဆိုတော့ तू က ဖြစ်ပြောင်းနိုင်ခြေရှိတယ်တဲ့ဘာဖြစ်နိုင်တယ်လို့ဆိုအဲ့လိုဆိုကိုယ့်ရဲ့အဖေပေါ့နော်သူ့အဖိုးကလည်းနည်းနည်းစပင်းနေပါပါတယ်သူ့အဖေဆိုလည်းစပင်းနည်းနည်းအသက်ကြီးတိုင်းကမှနည်းနည်းလေးထိပ်ပြောင်းချင်တာပေါ့နော်ကိုယ်ဆိုလည်းနည်းနည်းလေးပြောင်းချင်တာလေအဲ့တော့ဖြစ်နိုင်တယ်အဲ့တော့မျိုးရိုးလိုက်တာပေါ့နော်နောက် hair thickness ကသာထူမယ်ဆိုတော့သပင်းထူတာလည်းဖြစ်နိုင်တယ်သူသပင်းအခုတည်းကတော်တော်ကြီးကိုထူနေပြီဆိုတော့ကြီးလာတဲ့ခါမှလည်းထူနိုင်တယ်ပေါ့နော်ဒီခနာကိုကအနက်နေပိုင်းရတော့မရှိဘူးမရှိတော့ပဲပုံမှန်ထက်နေတယ်အသေးစိတ်တော့ကိုကမပြောတော့ဘူးတကယ်အသေးစိတ်ဝင်ပြီးတော့ကြည့်လို့ရတယ်ပေါ့နော်ကိုကျင်းစီကိုအသေးစိတ်ကျွန်တော်မျိုးသူကအရှင်းပြထားမှာချွေးနှံဆိုလဲချွေးနှံဘာဖြစ်လို့ဒီခန္ဓာကိုယ်ကအနှံ့ထွက်တယ်တကယ်လို့များမယ်ဆိုရင်လဲသူကဘာကြောင့်များတာလဲဒီဒီချင်းနဲ့ဘလို့သက်ဆိုင်နေလဲ အဲ့ဒါရအစားပေါ့နော်အသေးစိတ်သူကရှင်းပြထားတယ်ပေါ့နော်အဲ့ဒါကိုသေချာအချိန်ပြီးပြီးဖတ်မယ်ဆိုရင်အများကြီးပဲဖတ်လို့ရတယ်ပေါ့နော်နောက်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဆိုရင်အများကြီးပဲရှိရဲအဲ့ဒါမှမှဒီအာဟာရဒီဗိုက်တာမင်စီမင်နရယ်စီပေါ့နော်အဲ့မှာဆိုရင်သူကဘေးဟိုင်းချွတ်တက်နိုင်တယ်ဘေးဟိုင်းကပုံမှန်ဖြစ်နိုင်တယ်ဆိုတာသူကသူမှပြောထားတယ်ဒီမှာဆိုရင်သူကပုံမှန်ထက်ပိုပြီးလိုအပ်နေရတယ် ရှိရပါတော့အဲ့ဒါစပေစာသိနိုင်တယ်ပေါ့နော် nutrition ဘက်မှာဆိုရင်လည်းဒီလိုမျိုးတခုချင်းစီကိုသိနိုင်တယ်ပေါ့နော်ဒီမှာဆိုရင် satiety obesity gene ပေါ့နော်အဲ့ဒီတခုကမကောင်းအဲ့ဒါကိုမှကိုယ်စီကနေတက်တာဖြစ်နေမယ်ဘယ်လိုလဲဆိုတော့ तू ကတုံယုံတန်ယုံနဲ့ဘိုက်ပြေရောမခံစားရအောင်အဲစားတာစားရဘိုက်ပြေရောမခံစားရတဲ့အတွက်အစားအသောက်ကိုများများစားမိရပေါ့နော်အဲ့ခါကျရင်ဝါလာနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကသူသတိထားပေးရမယ်နော် fitness ဘိုင်းနေပေါ့နော်အဲ့ဒါအစသိနိုင်တယ် ဒီမှာဆိုရင်ဒီ injury risk တွေ power endurance တွေအဲ့ဒါရဲ့အဆောင်အအသေးစိတ်သိနိုင်တယ်။နောက် healthy weight တွေပေါ့နော်အဲ့ဒါကြီးသိမယ်။နောက်ကျန်းမာရေးဆိုရင်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘယ်ယောဂလာပြီးတော့ဖြစ်နိုင်ခြေရှိတယ်ပေါ့နော်။အဲ့ဒါကြီးသိနိုင်တယ်။ဒီမှာဆိုရင်တခြားရဲ့အကုန် normal ပဲ။ဒါပေမဲ့ဘယ်ဟာမှာများနိုင်လဲဆိုရင် မကောင်းတဲ့ cholesterol တွေပေါ့နော် LDL cholesterol တွေမြင့်နိုင်တယ်ပေါ့နော်။ အဲ့တော့သတိထားရမယ်။မှန်သမားဆိုရင်သူကမှရှင်းပြထားရဲ။မကုရတရနေမှာဟိုကမကောင်းတဲ့ကိုလက်စထရောများနေနိုင်တဲ့အတွက်ကိုကိုလက်စထရောမများအောင်ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့သူကအဲ့ဒါရဲ့အဆရှင်းပြထားရဲပေါ့နော်။အဲ့ဒါလည်းနုမြတ်ဆိုရင်လည်းဟုတ်တယ်။ LDL တွေများနေပြီးတော့ HDL ပေါ့နော်ကောင်းတဲ့ကိုလက်စထရောကြီးနည်းနေ။အဲ့ဒါမကောင်းပေါ့အစားတောက်ချောက်ဖြစ်တယ်ထင်တာ။ဒါပေမဲ့ဒီလိုမျိုး DNA စစ်ကြည့်ရအခါကျတော့တမိလေးမှာအဲ့လိုမျိုးဖြစ်နေဆိုဥပမာလည်းဖြစ်နိုင်တယ်ပေါ့နော်။သူနဲ့ကိုနဲ့ DNA ကတူတာပဲဆိုတော့ခက်ဆင်ဆင်ပဲဆိုတော့အဲ့တော့ ကိုယ့်ရဲ့ DNA မှာကဒီလိုမျိုးမကောင်းတဲ့ cholesterol ရပုံမှန်တက်ပို့ပြီးများနေနိုင်တဲ့အတွက်ကိုကသူများတက်ကိုပို့ပြီးကျန်းမာရေးကူးဆိုင်ရမယ်ဆိုတာနားလည်တာပဲပေါ့နော်ကျမရုပ်ယူဆိုင်မယ် exercise တွေလုပ်ပြရမယ်ကျမရနေနေရတဲ့အစားအစာကြီးစားပြရမယ်ပေါ့နော်နောက်ဒီအုံနောက်နဲ့ပတ်သက်ပြီးဘာယောဂါကြီးဖြစ်နိုင်တယ်သူ့မှာဆိုတော့ ocular ပဲဖတ်ပြသွားရဆို ocular ဆိုပြမယ်နော်ဒီနေ့ပတ်သက်ပြီးတော့ဒီယောဂါကြီးတစ်ခုချင်းစီကိုဝင်ကြည့်လို့ရတယ်ဒီမှာယောဂါကတော့အများကြီးပဲရှိတယ် ဖြစ်နိုင်ခြင်းများတာမျိုးမရှိဘူးပေါ့နော်အဲ့တော့စိတ်အေးသွားတယ်ပေါ့နော်ဒီတစ်ခုချင်းစီမှာလည်းထပ်ပြီးတော့တစ်ခုချင်းစီထပ်ပြီးတော့ခွဲတာပေါ့နော်အဲ့တစ်ခုချင်းစီမှာတော့မှတစ်ခုချင်းစီကိုတေချာရှင်းပြတာလေဆိုတော့အများကြီးပဲအချိန်ပေးပြီးပြန်မဆိုရင်ဖတ်လို့ရတယ်ပေါ့နော်နော် skin and beauty ဘိုင်းပေါ့နော်ကိုယ့်ရဲ့အသားရေကဘယ်လိုမျိုးအသားရေမျိုးဖြစ်နိုင်လဲကြီးလာတဲ့ခါမှာသတိထားမယ်အရေပြားဆိုင်ရာပြဿနာတွေကိုလည်းသိနိုင်ပါတယ်အဲ့တော့ဒီလိုမျိုးတစ်ခုချင်းစီကိုအသေးစိတ် သိနိုင်တယ်ကိုအတွက် normal ဖြစ်မနေရဲ့ပေါ့နော်သတိထားမဲ့အချက်တွေနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုမျိုးလုပ်နိုင်လဲဆိုတာကိုပါတရားသေးရှင်းပြတာအတွက်ဒီ test တဲ့ဟာကိုအရင်ကသဘောကျမိတယ်ပေါ့နော်တော့တခုချင်းစီကိုလိုက်ပြီးတော့ဖတ်ပြနေလို့ရှိရင်ပြရမှာမဟုတ်ဘောเนาะဖက်ရလာရင်လည်းအများကြီးဖြစ်မယ်တကူကြည့်စီဝင်ဝင်ဝင်ကြည့်လို့ရှိဗီဒီယိုလည်းအရှိကြီးဖြစ်သွားမယ်ဘောเนาะအဲ့တော့မပြတော့ဘောเนาะ DNA စစ်မှန်ဆိုရင်အဲ့ဒီအဖြေပေါင်း900ကျော်ကိုတိရမှာဖြစ်ပါတယ် မြက်ကတော့တမိလေးကိုစစ်ပေးဖြစ်တဲ့အတွက်လဲကော့ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ယူဆမိပါတယ်။အခုဆိုရင်တမိလေးနဲ့ပတ်သက်ပြီးတော့သတိထားမယ့်အချက်တွေကိုသိထားရပေါ့နော်။ resort တွေကကောင်းပါတယ်။ယောဂကြီးမမဖြစ်နိုင်ကြပါရင်မရှိဘူးပေါ့နော်။သူဒီ healthy lifestyle အတိုင်းနေမယ်ဆိုလို့ရှိရင်ပုံမှန်လေးအတိုင်းကိုကျဉ်ကျဉ်မမနဲ့ကြီးထွားလာနိုင်တဲ့ဒီအနေလေးပေါ့နော်။သူဒီအနေမှာအကုန်လုံးကောင်းနေတယ်ပေါ့နော်။ အဲ့အတွက်လည်းဝမ်းတာမိရယ်ဒါပေမဲ့တချို့နေရာလေးတွေပေါ့နည်းနည်းပါလေးတတိထားမှလေးတွေရှိတယ်ပေါ့နော်အဲ့ဒါလေးကိုလည်းကုဘကဂရုစိုက်ပြီးရမယ်ဆိုတာကိုသိတာတယ်ပေါ့နော်နောက်တစ်ခါကျတော့သူ့ရဲ့ talent တွေနဲ့ပတ်သက်ပြီးတော့လည်းကိုကသိရအခါမှာပို့ပြီးတော့အရေးချင်းကိုတောက်ပအောင် သွေးပြနိုင်မယ်ဆိုလို့ရှိရင်သူ့ဆုံထက်မြက်တဲ့ကလေးလေးဖြစ်လာနိုင်မှာပါနူမြရဲ့တမီလေးလိုမျိုး DNA စစ်ချင်တယ်ဆိုလို့ရှိရင် The Genius DNA မြန်မာပြည်ရုံခွဲ့ရဲ့လိစာကို comment မှာရေးပေးထားပါမယ်။အဲ့မှာဆက်သွယ်စုံစမ်းပြီးရောစစ်ဆေးလို့ရပါတယ်ရှင်။ဗီဒီယိုလေးကိုအပိတိကြည့်ပြီးလို့ကြည့်စစ်တင်ပါတယ်။နောက်ထပ်လည်းကျမရင်နဲ့ပတ်သက်ပြီးတော့အကျိုးရှိတဲ့အကြောင်းအရာလေးပေါ့နော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးသွားမှာဖြစ်တဲ့အတွက်နုမြရဲ့ page လေးကို like and subscribe လုပ်ထားနိုင်ပါတယ်ရှင်။နုမြရဲ့ YouTube channel လေးကို like and subscribe လုပ်ထားနိုင်ပါရဲ့ရှင်။ အားလုံးပဲကောင်းသောနေ့တွေဖြစ်ပါစေ။ Bye bye.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 